ဒီ YouTube channel လေးမှာဆိုရင်ဖြစ်ဘာသာရေးနဲ့ပတ်သက်သောတမန်ကျောင်းဆိုင်ရာစာအုပ်စာတမ်းများအထူးသဖြင့်ဗုဒ္ဓဘာသာနဲ့မြန်မာနိုင်ငံဗုဒ္ဓဘာသာနဲ့ပတ်သက်သောတမန်ကျောင်းဆိုင်ရာစာအုပ်စာတမ်းများအခြားသောဘုဒ္ဓဒရရှိပေါ်ရာတမန်ကျောင်းဆိုင်ရာစာအုပ်စာတမ်းများကိုလေ့လာဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ယနေ့မှာဆိုရင်ဖြစ် ်မိုးကုံမြို့ခါတော်မီကျောင်းတိုက်ဆရာတော်အရှင်ပညင်တာပြိဝန္တဗန်ပထမကျော်ပြီးအေရေသားစီရင်တော်မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာစစ်တမ်းဆိုတဲ့အစာအုပ်ကလေးကိုစတင်ပြီးတော့မိတ်ဆက်ဖေဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်လေးကိုဖတ်ကြားတဲ့နေရာမှာအပိုင်းကလေးတွေခွဲခြားပြီးတော့နေစဉ်နဲ့အမြလ ీల ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာစစ်တမ်းစာအုပ်လေးလာဖတ်ကြားခြင်းအပိုင်း1ဖြစ်ပါတယ်ထေရဝါဒဗုဒ္ဓဘာသာသည်အိန္ဒိယပြည်၌ဗုဒ္ဓအပွင့်ထွန်းလာသော အချိန်မှစတင်၍ပေါ်ပေါက်ခဲ့လေသည်ဗုဒ္ဓခေတ်မတိုင်းမီအိန္ဒိယပြည်၏ဘာသာရေးအခြေအနေသည် အောက်မှအတိုင်းဖြစ်ပေသည် ဝေဒခေတ် အာရိယန်လူမျိုးစုတို့သည် ခရစ်တော်မပေါ်မီ BC 1850ခန့်တွင်အနောက်မြောက်ဘက်ပိုင်းဒေသမှနေ၍အိန္ဒိယပြည်တွင်သို့ဝင်ရောက်နေထိုင်ခဲ့ကြလေသည် ထိုအခါသူတို့သည်ဝေဒခေါ်ဘာသာရေးကျမ်းများကိုသူတို့နှင့်အတူယူဆောင်လာခဲ့ကြပေသည် ထိုဝေဒကျမ်းများတွင်ကောင်းကင်တွင်နေသောနတ်မြေပြင်တွင်နေသောနတ်တဘာဝကိုအိုဆိုးသောနှင့်ခံစားမှုကိုဖန်ဆင်းပေးတတ်သောနှင့် အစရှိသောနတ်ဖရာများကို ဖော်ပြထားပေသည်တကောရှင်ဖြစ်ကြသော ထိုနတ်ဖရာတို့၏ဆောင်းမမှုကိုရရှိရန်နှင့်ထိုနတ်ဖရာတို့၏နှိတ်ကုမှုမှလွတ်မြောက်ရန်ရှေးပူဇော်ပွဲများပြုလုပ်လာခဲ့ကြသည် ဝေဒါခိဘာသာရေးသည်ဝေဒါကျမ်းများအစိုးမင်းအရာရှေးပူဇော်ပွဲတို့ဖြင့်သာလွှမ်းမိုးနေပေသည်ထို့နောက်ဝေဒါကျမ်းများကို အခြေခံ၍ဗျမနာကျမ်း အာရညကကျမ်း ဥမာနေဆက်ကျန်းတို့ထွန်ကားလာခဲ့ကြပေသည်၎င်းတော့နတ်အများကို ကိုယ်ွယ်နေရာမှ နတ်တပားတဲ့ကိုသာနတ်ဖျားကြီးအဖြစ်ကိုယ်ွယ်လာခဲ့ကြသည်ထိုနတ်ဖျားနှင့်လူသားတို့ကိုဆက်သွယ်ပေးရန်အတွက်ဗျမနခေါ်သော လူရန်စားတည့်ရဲ့ပေါ်ထွက်လာခဲ့သည်ဤသို့လည်းအိန္ဒိယနိုင်ငံသမိုင်း၌တိဗျမနနှင့်ခတိယ၃ဝဒ္ဒ ၄တောတာဟူ၍လူဒန်းစား၄မျိုးခွဲခြားပေါ်ပေါက်လာခဲ့ပေသည်